ကေမင်္ဂလာပါအမျိုးလူကြီးမင်္ဂလာပါနော်ဒီနေ့များဖြစ်ပြပုံမိတ်ဆွေလူကြီးပြောကုန်မပြောချင်တော့ဘူးလူလူဖြစ်သွားမှတော့မသိဘူးဟိုအိုးညရဲဆရာပြောရမလားနေ့ဖြစ်ညနေကြရင်ညနေပိုင်းကိုရရင်ဆရာထပ်တင်ပေးမယ်လို့ဆရာပြောခဲ့တယ်နော်အဲ့တော့ရလေရပါတယ်တွေ့လေတွေ့တယ်တင်မယ်ပေါ့နော်ညနေကိုတခွက်တည်းပဲတင်လိုက်တော့မယ်တော်ပြီဒီလောက်လေးနဲ့ပဲ ကိုလည်းဝင်နေတယ်ဗောနော်တခွက်ကောင်းလေးညနေတင်ပြီးမယ်ဆိုပြီးတော့ထားလိုက်တယ်နော်ထပ်တော့ရှာကြီးရဗောနော်ထပ်လဲရှာတော့တွေ့လည်းမတွေ့တော့ပါဘူးလीတော့ထပ်ပြီးတော့လည်းမတွေ့တော့အဲ့ဒါလေးပဲကဲညနေတော့ဒါလေးပဲတင်ပြီးလိုက်မယ်ဗောနော်ဆိုပြီးကိုစိတ်ကူးထားတယ်အဲ့တော့စိတ်ကူးထားတော့ဘာတွေဖြစ်လာလဲဆိုတော့အဲ့ဒီညနေထွက်မယ်ကနန်းကဒီမှာမနဲ့တဲ့သူကျူပြီးတော့ညနေဘက်ကိုတရှိေးဆိုပြီးတော့တကွက်တဲ့တင်ပြီးမလို့ပါဒီကွက်တဲ့တင်မယ်ပေါ့ဆိုပြီးနေတဲ့ခါကျတော့ဘာဆိုတော့ तू ကမနဲ့ပိုင်း तू ထွက်လာ နဲ့တည်းကတွားထွက်တယ်တင်းတော့တင်းတယ်ဟိုမှာသူနှစ်ခေါက်သုံးခေါက်ဒီတိရှိတိပြန်ရိုက်နေတယ်ဒီကောင်ကလုံမလုံမလားမသိဘူးဆိုပြီးကိုစိတ်တထင်းနေနဲ့ဖြစ်နေရင်ကြားနေပြီးတော့ဖြစ်ပြောင်ဖြစ်တာတော့အရင်ရက်တွေလိုသူကမနဲ့ညပေါ့နော်ရလို့တင်ပေးပြင်မိတ်ဆွေမိတယ်မိတ်ဆွေကျင်းတီပေါ့မိရယ်နော်ဘာဖြစ်လို့လဲဆိုတော့အိုဘနီတွေရောက်မှသူကမနဲ့ညတင်ပြောတယ်မလားမနဲ့မနဲ့ဟာဘိုးလေးသူညနေပိုင်းကို ညနေပိုင်းဟာလည်းမနေ့တည်းကြိုထိုးတာနော်ထွက်တတ်တယ်မနေ့ညကြီးအဲ့လိုကြီးဖြစ်တတ်တယ်ဆရာခဏနေအဲ့လိုကြီးဖြစ်တတ်တယ်ဆရာပြောဘူးတယ်နော်ပြောဘူးတော့အခုညကလည်းမတွေ့ဘူးကြီးအဲ့ဒါဒီမနေ့ပိုင်းလေးပဲတွေ့လို့ဆရာညတော့မနေ့ပိုင်းလေးဟာလေးပဲတင်ပေးလိုက်ပြီးတော့ညနေပိုင်းကိုတစ်ခါပြန်ရှာတော့မနေ့ပိုင်းကိုနေပြီးတော့ပေါ့နော်အဲ့ဒါဆရာပြန်ရှာတော့အဲ့ဒါသွားတွေ့တာဒါသွားတွေ့တာဒါသွားတွေ့တော့အဲညနေကျရင်တော့ဟုတ်ပြီပေါ့နော်ဒါလေးတင်မယ်ပေါ့ဆိုပြီးတော့ နေလိုက်တာတခါတည်းကြည့်ပါဦးမနဲ့ထရန်နေသူသွားထွက်တယ်မနဲ့တရန်နေသွားတဲ့တယ်ပဲเนาะဒီတိုင်းပဲတဲ့တယ်ပဲအဲ့ဒါလေးကြည့်ရင်တော့တစ်ချက်ထောက်ပြမယ်เนาะအဲ့တော့မခက်ဘူးလားလို့လူတွေကဘလူဖြစ်အောင်မနောက်မသိစိတ်သက်တွေကြာသွားတာအရင်ပဲဟိုဒါမင်းနဲ့ဒီနေရာမှာတစ်နဲ့ငါးတို့ပေါ့เนาะဒီပဲ၉တို့၆တို့၃တို့၂တို့ ਨੇ တွဲလာခဲ့မယ်ဆိုရင်ဆရာထတ်တင်ပြမယ်ထတ်တင်ရင်လည်းအဲ့ဆက်ကိုပြပဲတင်မယ်တင်ပြရင်လည်းဆရာတို့ကထိုးမှာကတစ်ရှိကိုထိုးမှာเนาะ ကြမှာတရှိကိုထိုးမှာဆိုတော့အကယ်၍များအဲ့မှာပေါ့နော်ဒီမှာမနေ့ပိုင်းအတိပင်ကဏ္ဍနဲ့တစ်ကိုတိပင်ကဏ္ဍကတ်ပြီးထွက်လာခဲ့လို့ဆရာတို့ထပ်တိုးလိုက်လေတရှိကိုသူကတစ်တစ်ဆိုပြီးလောက်ရတယ်ခါပိုပြီးရင်ကျိုးအောင်လောက်ပေါ်အောင်ကြည့်အောင်တစ်ထိပ်ပဲတစ်ထိပ်ပဲညနေပိုင်းမှာနော်ဒီမှာကြည့်ကြဒါလေးတစ်ချက်မှကြည့်ဒါဟိုနေနာလို့တော့မဟုတ်ဘူးပေါ့နော်ဟိုပြပြမှပြတာမဟုတ်ဘူးနော်မိတ်ဆွေတို့နောက်ပြီးတော့မနေ့ကတော့မှကောမတစ်ခုတွေ့လို့ကြာတော့ဘလော့ပလိုက်တယ်အဲဒီကောမ ဟိုလိန်စားတယ်လိန်စားတယ်အမေရှူကြီးလိန်စားတယ်တဲ့အဲ့တော့မခက်ဘူးလားလူတွေလည်းနော်မျိုးလုံးတွေလည်းပါတယ်အသိဉာဏ်အုံနောက်တွေလည်းရှိတယ်သူများပြတာကိုလည်းသိချာမကြည့်မကြည့်ပဲနဲ့တော်ပြောတောင်းပြောတွေပြောဟာလားဘုမကြိုက်ရင်မလုံးနဲ့ပေါ့နော်တဘောတစ်ခုကအဲ့တော့ဒီမှာလေးမိတ်ဆွေတို့ဒီမှာတစ်ချက်ကြည့်နော်ဒီရှစ်ဒီရှစ်ကတပင်ကြောမှာဒီညနေပိုင်းမတော့မနေ့ပိုင်း အပိတ်ကတပင်ကြော်မာဒီမှာညနေပိုင်းထိတ်လို့သူရိုက်တယ်ဒီကောင်ထိတ်ကနေမှာဒီရှက်ကဒီရှက်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့တခါတည်းမှာကြည့်၃မိနစ်တခါပေါ့နော်ဒါ၃မိနစ်ခုပဲသူပြီးသွားတာနော်တချို့၃မိနစ်ခုမကြိုက်ဘူးဆိုတော့မိတ်ဆွေတွေကြာကြည့်တာဒီမှာဒီရှက်ကဒီမှာထိတ်နော်နောက်တစ်ခါဒီမှာ၉နော်ဒီ၉ဒီတပင်ကြော်ဦးဒီမှာထိတ်နော်အခုဒီမှာ၁ဒီ၁ဒီတပင်ကြော်ဦးဒီမှာထိတ်ဟောဒီမှာ၁ထိတ်လို့ရပြီနော်အဲဒီ၁ရှက်ထွက်တဲ့ညနေကိုထိုးမယ်ဆိုတာလေးတစ်ချက်ပြောပြတာဒီရှက်ဒီထိတ် ဒီကိုဒီဒီထိတ်ဒီတစ်ဒီဒီမှာထိတ်ကဲတစ်ထိတ်လို့ရအောင်အဲ့မှာတစ်ချက်ပြန်ကြည့်ဒီမှာ၃နော်အဲ့တစ်ထိတ်ကိုထားလိုက်အောင်နော်ဒီမှာအပိတ်ကိုထားလိုက်ပရိတ်နဲ့တစ်ချက်ပြန်ချုပ်လိုက်မယ်ဒီမှာကြည့်ဒီရှေ့ကိုထိတ်ပြီးတဲ့ဒီဒီနှစ်ရဲ့တပင်ကြောနော်ဒီနှစ်ရဲ့ဒီနှလုံးရဲ့နှစ်ရှစ်၃ပေါင်းခြင်းဒီ၃ဟုတ်ပြီနော်အဲ့ဒီကိုဒီကိုထိတ်လို့ရိုက်ပြီးတဲ့ဒီမှာ6 5ဒီ3ဒီတစ်ဒီဒီကိုထိတ်လို့ဝင်ပြီးတာ ਨੇ သူနဲ့သူနဲ့၃ဖြစ်အောင်ဆိုဒီမှာ၄ရှိကျင်တော့ပရိက္ခ၉လို့ဖြစ်ရမှာဆိုရင်ဒီမှာတက်ထိပ်ရတာအတွက်ရှစ်ဆိုတာပိတ်ရမှာတက်ရှစ်လို့တော့နောက်တစ်ချက်ကမှကြည့်ဒီ၃လုံးนี่တက်ဒီ၃လုံးนี่တက်ဒီ၃လုံးတက်ဖြစ်အောင်ဆိုဒီမှာ၃ရှိကျင်တော့ရှစ်ပိတ်တက်ရှစ်ဆိုပြီးထိုးဖို့ဆိုပြီးဆရာအပီတွတ်ထားပြီးသားအဲ့ဒါကိုကြည့်ဒီမှာမနဲ့ထဲလောက်သွားတာအဲ့လိုလေနော်အဲ့တော့မခက်ဘူးလားအလုံးလောက်သွားတာတော်တော်ဆိုးတယ်ကဲဒါလေးတော့ရှိစီတော့ဟာလား ကဲဒီညတော့အခုမနေ့ဖြန်ကိုမနေ့ပိုင်းနှစ်ခွက်ညနေပိုင်းတစ်ခွက်သုံးခွက်လာမယ်နော်တနေ့ကုန်စားပေါ့ဟာလားနော်ဒီမှာကြာခုနကတော့ခုနဲ့လောက်ထားပြီဒီမှာနော်15ရက်9လနော်မနေ့ပိုင်း2025ပေါ့ဟာလားတနေ့ကုန်စားနော်တနေ့ကုန်စားနော်မနေ့ပိုင်းနှစ်ခွက်ညနေပိုင်းတစ်ခွက်ဒီဘက်မှာပဲဟိုဘက်ညလိုပဲဒီမှာဘောတင်ပေးမယ်နောက်ပြီးတက်တက်ပေါ့နော်ဒီတန်လေးစပယ်ရှယ်လေးဒီမှာဒီပေါ်မှာဒီပေါ်မှာရေးပြီးတက်ပေးမယ်နော်ဟုတ်ပြီနော်တနေ့ကုန်စားကဲဒါဆိုရင် site ကြီးကြည့်အောင်ဟာလား ဆိုင်လေးကြည့်လိုက်ကြအောင်အဲ့တော့အခုအခုလဲဆရာဘလို့ဖားမလဲဘလို့ရှာမလဲဆိုတော့အဲ့ဒီကောင်ကိုနောက်ခုနကတော့အဲ့လိုကြာသွားပြီပေါ့နော်သူရဲ့လမ်းကြောင်းကတော့သူအဲ့ဒီတိုင်းလာမယ်လို့ဆရာထင်ထားတယ်မျော်လင့်ထားတယ်နော်ဟာလားမျော်လင့်ထားတယ်ကဲဒါဆိုကြည့်ရအောင်ကြည့်ရအောင်ဆိုတော့ဒီမှာဒီရှစ်ဒီဒီထိတ်လို့ရိုက်ပြီးတော့နော်ရိုက်လိုက်ပြီးတော့ထားလိုက်တော့နော်ကဲထားအဲ့တော့ဒီမှာကြည့်6ပေါ့2 269သုံးလုံးပေါင်းခြင်းဒီ ခွန်ဟုတ်ပြီနော်တပင်ချမယ်ဟဟလားဒီတပင်ကြော်မယ်နောက်တစ်ခါဒီမှာ6ခွန်၄၃လုံးပေါင်းချင်းစီလေခွန်မယ်နော်နော်ဒီ၃လုံးခွန်တပင်ကြော်ဒီ၃လုံးခွန်ဒါဆိုရင်တပင်ချက်ပြန်ကြော်မယ်နော်ဒီကောင်ဒီမှာ၄၉၉သုံးလုံးပေါင်းချင်းစီဘယ်လောက်လဲနေတဲ့အဲ့တော့ဒီမှာခွန်ခွန်နှစ်လို့ရှိတယ်ဟုတ်ပြီနော်ခွန်ခွန်နှစ်လို့ရှိတယ်အဲ့ဒီခွန်ခွန်နှစ်ကိုဒီဘက်မှာပြန်ဖြည့်မယ် ဒီဘက်ကနေအဲ့ခွန်ခွန်နှစ်ကိုပြန်ဖြီးမှာဟုတ်ပြီနော်နောက်ပြီးတော့ညနေပိုင်းလဲသူကဒီဆိုင်ထဲမှာပဲတွားမှာနော်ညနေပိုင်းတကွက်ဟလားအဲ့တော့နောက်ပြီးမှနှစ်ကွက်ထွက်မယ်နော်နှစ်ကွက်တော့ထုတ်ထုတ်ရမယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပြီးမှတကယ်ပြန်ရှင်းပြရမယ်နော်အဲ့တော့ဒီသုံးလုံးခွန်ကြောင်းနဲ့ဓမ္မကြီးနော်ဒီသုံးလုံးခွန်ဖြစ်လို့နော်ဓမ္မ6နှစ်ဘောအဲ6 9နှစ် 6 9အဲ့ဒီ3လုံးတွေခွန်လို့ပြန်ထည့်တယ်တဲ့ဒီ3လုံးခွန်ကြောင့်ဒီ3လုံးတွေခွန်လို့ပြန်ထည့်တယ်တဲ့ခွန်3ချက်နဲ့သွားမယ်နော်ဟုတ်ပြီနော်အဲ့တော့ तू ကဆင်းလာပုံကလည်း तू ဒီ shit ဒီဒီမှာထိတ်လို့ဝင်လာလို့ပေါ့ယူရတယ်ဆိုပါတော့သဘောတစ်ခုကတော့နော်အဲ့လိုလေ तू သွားလို့ရတယ်ဘာဖြစ်လဲဆိုတော့ तू လမ်းကြောင်းညင်းနေတယ်လေနော်နော်အဲ့လိုခွန်လို့ပြီးတာ ਨੇ တဲ့နော်ခါနောက်တစ်ချက်ထပ်ကြည့်မယ်ဒီမှာတပင်ကြော်တယ်เนาะခုနတပင်ကြော်မှာဒီသုံးလုံးလဲခွန်ပဲတဲ့ဟုတ်ပြီเนาะအဲ့ဒီခွန်ကြောင်းတဲ့ ဒီမှာဒီသုံးလုံးကြီးပဲခွန်လို့ထည့်ရမယ်တဲ့ဒီမှာကိုးခွန်က6လို့ရှိကြည်နော်ဒီမှာ1လို့ပိတ်မယ်ဟောပြီးတော့ဒါလည်းခွန်ပဲတဲ့နော်အဲနောက်တစ်ချက်ကြည့်မယ်နော်အခုမနေ့ပြန်ကိုကြည့်မယ်ပေါ့နော်မနေ့ပြန်မနေ့ကိုကဲဒီသုံးလုံးကနှစ်ဒီမှာခွန်ရဲ့ပါဝါနှစ်လို့ရိုက်ထားတာနော်ခွန်ခွန်နှစ်ခွန်ရဲ့ပါဝါနှစ်လို့ရိုက်ထားတယ်တပွား ဒါမှတ်ပေါ့နော်တပည့်ကောင်မှတ်တယ်ဟာလားဒီကောင်တော့ဒီလိုယူရမှာပေါ့နော်ဒီဘက်ကိုဒီလိုယူမှာလားနောက်တစ်ချက်ကနောက်တစ်ခုမှနောက်ပြီးရင်တစ်ချက်ပြန်ဖြည့်ပြရမှာနော်အဲ့တော့ကဲထားဒီနှစ်ကိုတဲ့ဒီသုံးလုံးနှစ်လို့ထည့်မှာလားဒီသုံးလုံးနှစ်လို့ထည့်မှာဆိုရင်ဒီမှာဘာနဲ့ဘာနဲ့လဲ6နဲ့9နဲ့နောက်6နဲ့9နဲ့5လို့ရှိတယ်နှစ်လို့ထည့်မှာဆိုရင်တဲ့ဒီမှာဘာပိတ်မလဲခွန်တစ်လုံးပိတ်ပြရမယ်ဟုတ်ပြီနော်ဒီမှာနှစ်ကိုဒီနှစ်ထည့်မှာဆိုရင်ဒီမှာခွန်တစ်လုံးပိတ်ပြရမယ် ဒါမှ तू อ่ะဒီ၃လုံးနှစ်ကိုဒီ၃လုံးနှစ်လို့ရိုက်မှာဟုတ်ပြီเนาะဒီနှစ်ကိုဒီနှစ်လို့ရိုက်မှာအဲဒါဆိုရင်တဘောကတော့ခွန်ခွန်နှစ်ကိုဒီမှာလဲခွန်ခွန်နှစ်လို့ဖြီးမှာဟုတ်ပြီเนาะအကယ်၍များဟော तू ကဖလှက်တတ်တယ်เนาะ तू ဖလှက်တတ်တယ်အကယ်၍များတဘောတစ်ခုကအခုညာတို့ဒီဘက်ကဒီမတ်တက်ကိုယူတာဒီခွန်ကိုဒီခွန်ယူရဲဒီခွန်ကိုဒီခွန်ယူရဲဒီနှစ်ကိုဒီနှစ်လုံးမပေးဘဲနဲ့တဘောကဒီခွန်ဒီခွန်ဒီခွန်လို့တဲ့တယ်ပေးလာမယ်ဆိုရင် ဲ့တဲ့ထိုးစင်းသွားမယ်ဆိုရင်ဒီမှာကငါးရှိရဲ့အတွက်နှစ်တလုံးပိတ်ပြရမှာနှစ်လို့သူပိတ်ပြရမှာခဏနှစ်ကွက်ထွက်လာမယ်နော်ဟုတ်ပြီကွာတွေ့လားနှစ်လို့ပိတ်မှာဒါမှဒါဆိုလို့ရှိရင်ဒီဘောနော်ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်လို့ရိုက်သွားမယ်ဒီနှစ်ကိုညမရပဲနှစ်ရပါဝခွန်လို့ပိတ်ရလိုက်မယ်ဆိုရင်ဒီမှာငါးရှိဆိုတော့နှစ်တလုံးပိတ်မယ်ဒါဆိုခွန်နဲ့နှစ်ကတလုံးပိတ်ရနောက်ကဟုတ်ပြီနော်ဒါနှစ်ဖက်လုံးယူလာနော်နှစ်ဖက်လုံးမျှပြီးယူလိုက်မယ်နှစ်ကွက်တော့ထွက်ရမယ်ဟုတ်လား ကဲအဲ့ဒါအဲ့ဒီနေရာမှာပြန်ပြီးတော့ဇာတ်ဝင်နေပြန်ချုပ်မယ်ပရိနေပြန်ချုပ်မယ်ဟုတ်လားကဲဒါဆိုရင်ဒီသုံးလုံးခွန်ကြောင့်နော်ဒီသုံးလုံးခွန်ဖြစ်ဖို့ ਆ ဒီမှာကိုပိတ်ပြီးရမယ်နော်အဲ့တော့ဒီလေးလုံးကြီးလေတဲ့ဒီမှာကိုခွန်ကိုခွန်နှစ်ကိုဒီလေးလုံးပေါင်းပါနော်ဒီလေးလုံးပေါင်းတော့ဒီမှာနှစ်ကိုကိုဒီတုံညဒီခွန်နဲ့ပေါင်းခြင်းဒီလေခွန်ပါပဲတဲ့ဟော เนาะဒီသုံးလုံးခွန်ညောက်2 9 6အဲ့သုံးလုံးခွန်လို့ထည့်ပြီးじゃねဒီလေးလုံးပေါင်းရင်ခွန်လို့ပြန်ထည့်ရမှာကင်တာဆိုရင်ဒီမှာ2 9 9ခွန်ကဘယ်လောက်8လို့ရှိပြီဟုတ်တယ်เนาะသူကဒီဒီခွန်ဖြစ်အောင်လေဒီခွန်ဖြစ်အောင်ဆိုဒီမှာ9ပိတ်ပြီးရမှာလား9ပိတ်တယ်ဆိုတော့ဒီမှာ2ခွန်9က8လို့ရပြီအဲ့တော့လေးလုံးခွန်ဖြစ်ဖို့ဟာဆိုလို့ရှိရင်9ထိပ်ပဲဝင်ပြီးရမှာကင်တာဆိုရင်99လို့သူတို့ခွက်တဲ့သူရပြီဟုတ်ပြီเนาะအဲ့ဒါဆိုတော့ဒီ3လုံးခွန်ကို ဒီသုံးလုံးခွန်လို့ရိုက်ပြီးကြတယ်ဒီလေးလုံးပေါင်းရင်လည်းခွန်လို့ပြန်ထည့်တာဟုတ်ပြီနော်အဲ့ဒါခွန်သုံးချက်နဲ့သွားတာဟလားဒီခွန်ဒီခွန်ဒီခွန်ခွန်သုံးချက်နဲ့သွားတာနော်ကဲအဲ့ဒါဆိုရင်နောက်တစ်ပွဲအဲ့ဒါတခါထပ်ပြီးဒီမှာခွန်လို့သူပြန်ထည့်တာဒီသုံးလုံးခွန်လို့ပြန်ထည့်ထားတာကိုအဲ့တော့ဒီသုံးလုံးခွန်ပြဖို့အတွက်ဒီမှာ6ရှိရင်ကြောင့်တစ်တလုံးပိတ်ပေးရမယ်တစ်ပိတ်ရမယ်နော်တစ်ပိတ်လိုက်တာနဲ့သူကဒီမှာ၄တုံတန်တက်တာဘယ်လောက်ရှိလဲ၅လို့ရှိပြီနော်အဲ့တော့ခုနလိုဒီ၄လုံးခွန်လို့ပြဖို့ပါဦး ဒီမှာငားရှိပြီဖြစ်တဲ့အတွက်ဒီလေးလုံးခွန်ဖြစ်ဖို့ကနော်ဟုတ်ပြီနော်ဒီလေးလုံးခွန်ဖြစ်ဒီမှာ၄၃၁တစ်ပိတ်လိုက်ပြီဆိုတော့ငားလို့ရပြီအဲ့တော့လေးလုံးခွန်ဖြစ်ဖို့ကနှစ်ထိပ်စီထည့်လိုက်မယ်နှစ်ထိပ်လို့ပဲအဲ့ဒါဆိုဒီလေးလုံး၄၃၁နှစ်ခွန်လို့ရပြီဟုတ်ပြီနော်ကဲဒါဆိုရင်ဒီသုံးလုံးခွန်ကိုဒီလေးလုံးခွန်ထက်ဒီခွန်ထက်ဒီသုံးလုံးခွန်ကိုဒီသုံးလုံးခွန်လို့ထည့်မယ်ဒီလေးလုံးခွန်လို့ဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်အခုမနေ့ပြန်ပို့လို့ကြည့်မယ် မှာနှစ်ခွန်တော့တလုံးပိတ်ထားပြီနော်။ကဲဒါဆိုရင်အခုဒီနှစ်ကြောင်းနဲ့နော်ဒီသုံးလုံးနှစ်ဖြစ်ပြီးတော့ခွန်လို့ထည့်ရမယ်။အဲ့တော့ဒီလေးလုံးဒီလေတဲ့ तू ကနှစ်ပဲနှစ်ဆိုရင် तू ဒီနှစ်ပဲဖြစ်ရမယ်။နော်ဒါမှမဟုတ်လို့ဒီခွန်ဒီခွန်နဲ့တွားမှဆိုရင်လည်းနောက်တမျိုးထွက်လာမယ်။ကဲအဲ့တော့ဒါဒီဘက်ကနှစ်ကိုယူလိုက်မယ်နော်။ဒီနှစ်ကြောင်းနဲ့ဒီသုံးလုံးနှစ်ဖြစ်ဖို့ကခွန်ထည့်ရတဲ့အဲ့တော့ဒီလေးလုံးနှစ်ဖြစ်ပြီးဘောကတည်းကတိရှိခွန်ကပါဟိလေ6လို့ရှိတာဟုတ်ပြီနော် ဒီလေးလုံးနှစ်ဖြစ်ဖို့18.6လို့ရှိတာဖြစ်တဲ့အတွက်နှစ်လို့ဖြစ်အောင်ဆိုရင်ဘာထိတ်ဝင်မလဲ6ထိတ်ထည့်ပေးရမယ်တဲ့ဟော68လို့တကွက်သူကြတယ်เนาะကြတာဆိုရင်နှစ်လို့ရတယ်ဟောပြီเนาะဒါကဒီနှစ်ကိုဒီသုံးလုံးနှစ်ဒီလေးလုံးနှစ်လို့ထည့်တာဟုတ်ပြီနော်ဒီလေးလုံးနှစ်လို့ထည့်တာဒါဆိုရင်6ခွန်လို့တကွက်ရပြီနော်ဒါကခွန်ခွန်နှစ်နဲ့ဒီမှာခွန်ခွန်နှစ်နဲ့သွားမှာဟုတ်ပြီနော် ခွန်ခွန်သုံးလုံးခွန်သုံးလုံးနှစ်သုံးလုံးနဲ့သွားတာကဲနောက်တစ်ခုအကယ်၍များပေါ့နော်သူဒီဘက်ကမတ်သက်ဘူးခုနဆရာပြောတယ်လို့ဒီဘက်မတ်သက်ကိုမယူတော့ပဲနဲ့ဒီသုံးလုံးခွန်လေးလုံးခွန်ဒီသုံးလုံးခွန်ဒီလေးလုံးခွန်ဒီသုံးလုံးခွန်ဒီလေးလုံးခွန်လို့ယူမှာဆိုရင်ခဏကတမျိုးပြောင်းသွားမယ်အဲ့တော့ဒီလေးလုံးခွန်ယူဖို့ပါအိုးဒီသုံးလုံးခွန်ဖြစ်မယ်ဆိုရင်ခုနကတော့ဆရာထည့်ထားတဲ့ဒီမှာနှစ်နောက်ပဲ6 9ရှိတာအိုးခွန်ဖြစ်အောင်ဆိုရင်နှစ်နောက်ပဲ နော်နှစ်နောက်ပိတ်ဆိုတဲ့ခါကျတော့ဒီမှာတစ်ရှစ်နှစ်ဒီဘလောက်ရှိပြီတစ်လို့ရှိပြီနော်အဲ့တော့ဒီမှာခွန်ဖြစ်ပြီကြတယ်ဒီလေးလုံးကလည်းခွန်မဖြစ်ရမှာလေဒီဒီကောင်းတဲ့ဒီလေးလုံးခွန်ဖြစ်ရမှာဆိုဒီမှာတစ်ရှစ်နှစ်ဒီတစ်လို့ရတာဖြစ်တဲ့အတွက်ဘာထိတ်ဝင်ရမှာလဲခွန်ဖြစ်အောင်ဆိုရင်6ထိတ်ပဲထည့်ပေးရမှာကဲ62နဲ့60ခွန်နှစ်ကွက်ထည့်ပေးရကဲမနေ့ကတော့ပွဲတက်တော့လှနော်အကောင်းနေပြီဆိုက်ကလေ ောင်းနှင်းနဲ့ချောင်းခုံနဲ့နှစ်ကွက်တယ်နှစ်ကွက်တယ်မိတ်ဆွေလူကြီးနော်3.8ပွင့်ပေါ့ဟုတ်ပြီနော်3.8ပေါ့အဲ့မှာ3.8ကဘယ်လိုလာနေလဲဆိုတော့ဒီမှာတစ်ချက်ကြည့်နော်ဒီမှာ3.8ဟုတ်လား8.3ဒပင်းနှစ်ပင်ချာဒီမှာ8ဒပင်းနှစ်ပင်ချာဒီမှာ3နော်အဲ့တော့ဒပင်းနှစ်ပင်ချာပြီးတော့ဟာဒီမှာ3.8ပဲဖြစ်ပြီးရယ်သူ့ site ကလည်းလမ်းကြောင်းအရင်ကောင်းတယ်နော်ဒီဒီကောင်တိုင်းပေါ့နော်ဒီမှာ3.8ပရိတ်ဒပင်းနှစ်ပင်ချာ8ပရိတ် တပင်နှစ်ပင်ချာသုံးပရိတပင်နှစ်ပင်ချာသုံးပရိလို့ဖြစ်ရင်အဲဒီ6ခွန်ကဏ္ဍတော့ကွတ်တော်တော်လှတယ်နော်ဒီမှာဒီကောင်းရဲ့ပါဝါချိန်ပေါ့နှစ်တည့်ရဲ့ပါဝါချိန်အဲ့တော့38ပရိတဲ့သူအဲ့ဒီ site ကနော်ဒီဘက်ကနေဒါ၄ပင်နော်၄ပင်တွားထားတာဟုတ်ပြီနော်ဒါ3ပင်ကိုမလီကဲဒါဆိုရင်အခုဒါအကောင်းဆုံး site ကိုနော်ဆရာလေးကြိုက်တယ်နော်မိတ်ဆွေတို့လည်းနှစ်သက်မယ်လို့ထင်တယ်နော်ဒါအကောင်းဆုံး site ကို၄ပင်စက်တွေရှိတယ်၄ပင်၄ပင်ကြ၄ပင်ကူတွေ လေးမင်ကိုရှိတယ်ဒါပေမဲ့ဆရာတိတ်မကြိုက်ဘူးလေနော်ဒီ site ကိုကြိုက်လို့ဆရာဒီ site ကိုကြိုက်ဆိုအကောင်းဆုံး site ကိုဆရာပြပေးတယ်နော်ကဲထားတာဆိုရင်ညနေဘက်ကိုဆရာဆရာတို့ချက်ကြည့်မယ်ညနေ site ကတခွက်တည်းသွားနော်ညနေ site ကိုတခွက်တည်းသွားမယ်တဲ့လုံးပိုင်းနှလုံးနဲ့သွားမှာပဋိဒိဘာတွေမပါတော့ဘူးလုံးပိုင်းကြီးပဲသွားနှလုံးလုံးသွားမှာနော်လုံးပိုင်းကြီးပဲနှလုံးလုံးသွားမှာကဲဒါဆိုရင်ကောင်းပြီ तू ကတော့မတ်တန်နဲ့ပေါ့ခုနမတ်တန်နဲ့သွားမှာနော် ဒီဒီဒီတစ်ဒီဒီမှာထိတ်ဝင်လိုက်လို့မှတ်တမ်းနဲ့သွားမှာလားအဲ့တော့ဒီရှစ်ဒီဒီရှစ်ဒီတဲ့နော်တပင်ကြော်ပြီးတဲ့ဒီမှာရှစ်ထိတ်လို့ဝင်နော်အဲ့တော့၃မိနစ်ကပေါ့နော်ဒီ၃မိနစ်ကနောက်တစ်ခါဒီ၉ဒီတဲ့တပင်ကြော်ပြီးဒီမှာ၉ထိတ်လို့ဝင်နောက်တစ်ခါဒီတစ်ဒီတဲ့တပင်ကြော်ပြီးဒီမှာ၁ထိတ်လို့ဝင်ဟုတ်ပြီနော်အဲ့ဒီလိုဝင်လို့ဒါသူ့လမ်းကြောင်းယူမှာနော်အဲ့တော့ဒီရှစ်ဒီဒီထိတ်လို့ဝင်လိုက်တာ ਨੇ နော်ဒီကိုခဏလေး ဟုတ်ပြီခွန်မလီခွန်ရဲ့ဟမ်ဒီကောင်ကခွန်အော်ဟုတ်ပြီသူလည်းလေးလုံးပေါင်းလေးနဲ့သွားမယ်နော်ကောင်းပြီအင်းအဲ့တော့ဒီရှစ်ဒီဒီထိတ်လို့ဝင်လိုက်တာ ਨੇ ဒီမှာဒီ၃လုံး6 8 3အဲ့ဒီ၃လုံးပေါင်းခြင်း ဒီရှစ်ကိုဒီကိုထိတ်လို့ဝင်လိုက်တာ ਨੇ ဒီသုံးလုံးပေါင်းချင်းဒီပါလေခွန်နဲ့အဲ့ဒီခွန်ဒီဒီမှာခွန်ပိုင်း ਨੇ နောက်မှအပီးတခါနောက်တစ်လုံးထပ်ကြမယ်နော်ခွန်ပိုင်း ਨੇ ဒီအောက်မှာဟုတ်ပြီနော်ဒီသုံးလုံးပေါင်းချင်းဒီခွန်ပိုင်းဟုတ်ပြီနော်ကဲဒါဆိုရင်လေဒီမှာဒီကိုဒီကိုကြောင်နဲ့ဒီကိုဒီဒပင်ကြော်ဦးဒီမှာထိတ်လို့ဝင်အဲ့လိုထိတ်လို့ဝင်လိုက်တာ ਨੇ တဲ့ဒီမှာဒီသုံးလုံးပေါင်းမယ်ခွန်9ရှစ်ပေါင်းချင်းဒီဘယ်လောက်လဲ4အဲ့ဒီ4ဒီ ီအောက်မှာ၄ဘိုင်တဲ့နော်ဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီမှာ၄ဘိုင်ရပြီလို့ကဲဒီတက်ဒီတက်ဒီတပင်ကြော်ပြီးဒီမှာတထိတ်လို့ဝင်တယ်အဲတထိတ်လို့ဝင်လိုက်တာ ਨੇ ဒီ၃လုံးပေါင်းခြင်းဒီဘလောက်လဲတက်အဲ့ဒီတက်ဒီဒီအောက်မှာတက်ဘိုင်တဲ့ဒီနေရာမှာဘယ်မှာကြမလဲဒီညနေပိုင်းကနအားမယ်နော်တခွက်တယ်အားမရမှာနော်အဲ့တော့ဒီတက်ဒီဒီ၃လုံးတက်ဒီဒီမှာတက်ဘိုင်တဲ့ဒီမှာဘယ်နေရာမှာကြမလဲပေါ့နော်တက်ဘိုင်ရပြီကဲနောက်နောက်တစ်လုံးကြည့်မယ် နော်နောက်တစ်လုံးကဘယ်လိုကြည့်မလဲဆိုတော့ကလာလေခွဲရမှာရှိကြောင်းကဲမခွဲတော့ဘူးနော်ဒီတိုင်းပဲပြမယ်ဟလားအနီလေးနဲ့သွားလိုက်လည်းကောင်းပါလေအဲ့တမကြည့်အဲ့တော့ဒီရှစ်ကိုဒီထိတ်ဝင်ပြီးကြတယ်ဒီသုံးလုံးခွန်ပြီးခွန်ပိုင်းခွန်လုံးပိုင်းရပြီနော်အဲ့ဒါခွန်ပိုင်းလို့ကြအဲ့လိုကြပြီးကြတယ်တဲ့ဒီမှာ9 3ဒီလုံးပေါင်းမယ်နော်ဒီလေးလုံး9 3 ရှေ့ကဘယ်လောက်လဲ၃ည၉၃၈၃ညဒီ၄လုံးပေါင်းပါနော်ဒီ၆နဲ့ပေါင်းမယ်နော်၉၃၈၆အဲ့ဒီ၄လုံးပေါင်းရင်၉၃၈က၃ညဒီ၆နဲ့ပေါင်းရင်ဘယ်လောက်လဲ၆ပဲပေါ့အဲ့ဒါဆိုရင်၆ကလည်း၆ပိုင်းနေဟောဒါဆိုရင်ဒီမှာဒီကနန်းအာပြီးတော့ကြာလာခဲ့ပြီညာဟာဒီမှာ၆ခွန်လို့တော့ကွက်တဲ့သူကြာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်ဒုတိယတစ်ခါဆက်ကြည့်မယ်အဲ့တော့ ဒီကိုဒီတပင်ကြောပြီးမှကိုထိတ်လို့ဝင်လိုက်တာ ਨੇ ဒီသုံးလုံးပေါင်းရင်ဒီ၄ဘိုင်နော်ဒီမှာ၄ဘိုင်ရပြီ၄တလုံးဘိုင်ရပြီအဲ့ဒီနေရာမှာနော်ဒီမှာ၄နော်ခွန်ကို၄ခွန်ကိုပေါင်းရင်ဒီဘယ်လောက်လဲ၃ည၃ညကိုဒီ၈နဲ့ပေါင်းမယ်ဒီ၄လုံးပေါင်းမှာနော်ခုနကတော့လည်းဒီမှာဒီ၄လုံးပေါင်းရဲ့ဒီသုံးလုံးပေါင်းရဲ့နော်အဲ့ဒါပြီးတော့ဒီသုံးလုံးပေါင်းရင်ဒီ၄ဘိုင်ဒီ၄လုံးပေါင်းရင်ဒီက ဒီမှာ4 9 3ညဒီရှင်းနဲ့ပေါင်းတော့ရှင်းတဲ့နော်အဲ့ရှင်းဒီလေရှင်းပိုင်ဟောဒါဆိုရင်48ဒီမှာအာပြုတ်တော့ွက်သူကြလာပြန်ပြီကဲအာပြုတ်သူကြလာပြန်ပြီကဲဒါဆိုရင်အခုမနေ့ဖြန်ညနေနော်မနေ့ညနေကဲဒီမှာအဲ့တော့ဒီတစ်ဒီဒီကိုကြပြီတဲ့ထိတ်ကြတော့ဒီ၃လုံးပေါင်းရင်ဒီတစ်ပိုင်နေဒီမှာတစ်ပိုင်တစ်လုံးရပြီအဲ့ဒီနေရာမှာ ဒီမှာကိုဟောအနီလေးနဲ့ဆက်လေးလောက်လာမနော်ဒီမှာကိုဒီမှာကိုကိုကိုပေါင်းကြီးရှစ်ဒီမှာကနှစ်ဆိုတော့ဗာကြလဲလေးလုံးပေါင်းတော့ဗာရရတုံညလို့ရတယ်မိတ်ဆွေတို့ကြီးအဲ့ဒီတုံညကြီးလဲဒီမှာတုံညဗာဟင်းဟောဒီမှာဒီတုံညတဲ့မနေ့ဖြင့်ညနေတကွက်ကောင်းအာမယ်ဗျာကဲအဲ့တော့နေ့ဖြင့်ညနေရလို့တော့မဟုတ်တော့အဲ့ဒီသုံးကွက်လုံးကိုတနေကုန်စာထိုးမယ်နော်တနေကုန်စာထိုးမယ်မနေ့ညထိုးမယ်ဟာလား တော့ကြာဒီနေ့လို့ဖြစ်သွားမယ်မနေ့ဟာညညဟာမနေ့ဒီဖြစ်တတ်တယ်နော်အဲ့ဒါတနေ့ကုန်သာ၃ခွက်လုံးဖို့မယ်နော်ဟုတ်ကဲအားလုံးပဲမိတ်ဆွေတို့ကြီးမနေ့ဖြစ်ရတော့လှလှပပါကြီးအောင်ဝဲခံကြပါစို့လို့နော်ကဲအဲ့တော့ဒီမှာဆရာဘောတင်လိုက်မယ်နော်ခုနဘောတင်မဲ့ဆိုင်ရွက်ကโอเคဟုတ်ပြီအဲ့ဒီမှာနော်ကဲ okay. ဒီမှာပေါ်တင်ပြီးလိုက်မယ်နော်ဟုတ်ပြီနော်ဒီမှာနော်25ရက်5လ2025နေကုန်ဇာနော်နေကုန်ဇာဒေ3ခွက်ပေါ့ဟာလားနော်နေကုန်ကဒေ3ခွက်လာနော်နေကုန်ဇာ2025 che tôn quê hà che tôn quê nó ai đó cô nào đồng bài cháu khó cháu nế ai tôn nhà tiệp nó tôn nhà tiệp hà là cái ba ba lý ả làm hả ba ba lý ả mày nó hà là cái à lông về မိတ်ဆွေများစိတ်အချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံကြပါသည်လို့အင်စာနာတွေတလုံးတော့ပြည့်ကြပါသည်ဗျာနော်အဲ6962ဒီကောင်တွေကတော့ဒဲပူထိုးပေါ့နော်6962ကဒီကောင်ကတော့အာမယ်နော်ဟုတ်လားနောက်ကတုံညာတက်ကအာမယ်ကဲအားလုံးပဲဘိုင်ဘိုင်ကဲနဖေညပြန်ဆုံကြမယ်လို့နော်ကဲဆရာမိတ်ဆွေများစိတ်ချမ်းသာညကိုကြီးကျမ်းမာရင်ပြည့်စုံကြပါစီလို့အင်စံနာတွေလည်းတလုံးတော့ပြည့်ကြပါစီနော် ဘယ်ဘက်ကတဆုပ်ကျဲလို့ညာဘက်ကတလဲဝင်နိုင်ကြပါစီဟုတ်လားကောင်းသောညာကြံလေးဖြစ်ကြပါစီဗျာ